ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဓမ္မပါဠိဖောင်ဒေးရှင်း DPF ရဲ့စတနှစ်ပြည့်နှစ်ပတ်လည်ပွဲအခမ်းအနားကျင်းပပြုလုပ်သွားမယ့်သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကျင်းမြနိုင်မြို့နယ်နတ်စင်လန်းတာရုကျောင်းတိုက်ဓမ္မပါဠိကျောင်းတွင်1389ခုနှစ်တစောင်းမုံလပြည့်၁၀ရက် အမျိုးသားနီနိုဝင်ဘာလ14ရက်တောက်ကြနီနနက်9:00နာရီတွင်ဓမ္မဘာလာဖောင်ဒေးရှင်း DBF ရဲ့စက်တနေ့ပြည့်နှစ်ပတ်လည်ပွဲအခမ်းအနားကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်ဓမ္မဘာလာဆရာတော် အရှင်ပါကတာလင်္ကာရာဓမ္မကတိကဂုံတူးဆောင်ကိုပွဲရရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကတိကဓမ္မဘာလာဖောင်ဒေးရှင်း DBF ဥက္ကဋ္ဌဖောင်ဒါ မြို့နယ်တန်ခါအနာရကအတွင်ရေမူတိုင်းတန်ခါဝန်ဆောင်ပြည်ရင်းပြည်ပသာသနာပြုဓမ္မစကြာဆဝိုင်းဒေသနာကျမ်းပြုဥဆောင်ပြီးဓမ္မပါလာဖောင်ဒေးရှင်း DBF ကိုဖွင့်လှစ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ဓမ္မပါဠိတရားဆောင်ညဖြောင်းဖို့ရည်ရွယ်တကယ်ပင်အောင်သာဖောင်ဒေးရှင်းတည်ထောင်လို့ဉာဏ်ပြည်တော်မကအလန်းနဲ့လမ်းကြစေသားဟုသော ဖောင်ဒေးရှင်းကဗျာဆောင်ဖို့နဲ့အညီသာသနာပြုလုပ်ငန်းများကိုဖော်ဆောင်လျက်ရှိတယ်လို့သိရပါတယ်အဆိုပါဓမ္မပါလာဖောင်ဒေးရှင်း DVF ရဲ့၁၇နှစ်ပြည့်နှစ်ပတ်လည်ပွဲတွင်ဝေယဝိစာစွန်အာဟာရပရိသာဘင်းနဲ့အာစိန်ကံစုဘူးတို့ကိုကုသိုလ်ပြုပါဝင်လူရန်လိုပါကဖုန်းနံပါတ်39 5439 6212 39 6963ည6နှစ်1နှစ်တို့ဆက်သွယ်လူရန်နိုင်ပါကြောင်းနိဗ္ဗာန်အကျိုးမျှော်လို့နှိုးဆော်တိုက်တွန်းရင်ဓမ္မပါလာဖောင်ဒေးရှင်း DVF ရဲ့7နှစ်ပြည့်နှစ်ပတ်လည်တွင်ဓမ္မပါလာအစီအရောအရှင်ဘဂဒလင်္ကာရာဓမ္မကတိကဂုံနုဆောင်ကိုပွဲရရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကတိကဓမ္မပါလာဖောင်ဒေးရှင်း DVF ဥက္ကဋ္ဌဖောင်ဒါမြို့နယ်တန်ခါနာယကအတွင်ရေးမှုတိုင်းတန်ခါဝန်ဆောင်ပြည်ရင်းပြည်ပသာသနာပြု ဓမ္မစကြာစဝိုင်းဒေသနာကျမ်းပြမှာအနုမောနာတရားရည်အေးအမြိုက်စီတိုက်ကျွေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဆရာတော်ဘုရားရဲ့တရားတော်များကိုဗုဒ္ဓဘာသာဝင်များအနေနဲ့နာယူပွားများနိုင်စေဖို့နိဗ္ဗာန်အကျိုးမျှော်လို့နှိုးဆော်လိုက်ရပါတယ်ရှင်။